ားလုံးမင်္ဂလာပါရှင်။သုံးနိုင်ငံခေတ်ကိုအခန်းစစ်အနေနဲ့ဆက်လက်ပြီးဖတ်ပြပေးသွားမှာဖြစ်တဲ့အတွက်နားဆင်ပေးကြပါဦးရှင်။သုံးနိုင်ငံခေတ်အခန်း84လူရွှင်တီတက်စခန်းလို့ကိုမိရှုခြင်းကျူကင်းလျောင်တီရှစ်ပေါက်ဝင်းကဘာကို ဖန်တီးခြင်းလူရွှင်တီရန်သူတို့၏လှုပ်ရှားမှုကိုကြားသောအခါအမြင့်တစ်ခုမှနေပြီးသွားကြရအတော်ဝင်ပုံမရသောရှုတက်သားတပေါင်းတို့ကိုမြင်ရလေသည်။ ထိုတက်အိမ်အလံတွင် ရှေ့ပြေးတက်ကောင်းဆောင်ဟူပေါင်းဆိုသောအမိကိုရှိထားသည်ဂျူထိုင်မာသူတို့တွေကခလေးတာတာပဲရှိတယ်ကျွန်တော်တို့စစ်သူကြီးဟောင်တန်ကိုတိုက်ခွင့်ပေးပါသူတို့ကိုအနိုင်ယူနိုင်ဖို့အာမခံပါတယ်စစ်တင်နာပတိကညီတို့မှပြန်ပြောခြင်းမရှိပေဆက်လက်ကြည့်ရှုနေခဲ့ပြီးပြီးနောက်တွင်မှအဲ့ဒီနားမှာတိုက်ခိုက်လို့စိတ်အငွေ့အသက်တွေရှိနေတယ်အရှိမရှိနေတဲ့တပ်သားတွေက လာဟတ်ဖို့စောင့်နေကြတဲ့ငါးစာတွေပဲ။ဒါကြောင့်ထွက်ပြေးမတိုက်ပါနဲ့။ထိုစကားကိုကြားသောအခါသေနာပတိသည်အရေးချင်းမရှိဟူ၍သာမှတ်ယူကြသည်။နောက်ရက်တွင်ဟူဘောင်ဤတပ်သားတို့သည်အနည်းသို့ကတ်လာကြပြီးတိုက်ခိုက်ရန်စိန်ခေါ်သည်။သူတို့သည်လက်နက်တို့ကိုဆော့ကစားနေခဲ့ပြီးတန်ဆက်ကာတို့ကိုချက်ကမထီမဲ့မြင်လုပ်ပြသည်။တချို့မှာထိုင်နေကြပြီးတချို့မှာအိတ်နေကြသည်။ရွှေရှင်နဲ့တင်းဖုံးတို့မှာရောက်လာကြပြီး ဲ့ဒီတပ်သားတွေကကျွန်တော်တို့ကိုတအားထင်သေးလို့နေကျွန်တော်တို့ကိုထွက်ပြီးတိုက်ခွင့်ပေးပါလူရှိမှပြုံးကခမည်းတော်ကတာမန်တက်သိရှိခြင်းဆိုတဲ့အမြင်ကနေပဲကြည်တာကိုဆုံးစုနဲ့ဝူချီတို့ချက်မှတ်ခဲ့တဲ့စစ်ဗျူဟာတွေကိုမသိဘူးလားဒါကကျုပ်တို့ကိုတက်တက်တိုက်ခိုက်အောင်ရန်စတဲ့သဘောပဲနောက်၃ရက်လောက်ကြာရင်သူတို့တွေဟန်ဆောင်နေတယ်ဆိုတာကိုသိရပါလိမ့်မယ်နောက်၃ရက်ဆိုရင် ရန်သူတွေရဲ့ပြောင်းရွှေ့မှုတွေကပြီးဆုံးတော့မှာဖြစ်ပြီးကျွန်တော်တို့အောင်နိုင်ဖို့ကအခွင့်အရေးရှိတော့မှာမဟုတ်ဘူး။ကျုပ်ကသူတို့စကံပြောင်းရွှေ့မှာကိုစောင့်နေခဲ့တာ။ရွှေရှင်နဲ့တင်းဖုံးတို့သည်ရွက်ပြင်းတဲမှာထွက်ကထေငော့လောင်ပြောင်းခဲ့ကြသည်။တတိယနေ့တွင်ဟူပေါင်းဦးဆောင်တို့တက်မှာမရှိတော့သည်ကိုတွေ့မိကြသည်။လူရှင်မှလက်ညှိုးညွန်ပြီးဟောတောင်ချာနာကနေကြောက်မက်ဖွယ်ခန်းစားချက်ကိုရနေတယ်။ ကြာခင်မှာလူပိရောက်လာလိမ့်မယ်။ထို့နောက်ပထမဧကရတိသူဤတမကြီးကိုဥဆောင်ကထွက်လာသည်ကိုမြင်သဖြင့်ဘူစစ်သူကြီးတို့မှလန့်သွားသည်။လူရွှေမှဒါကြောင့်ခမရတို့ဘူပေါင်ကိုတိုက်မယ်ဆိုတာကိုတားခဲ့တာပေါ့။အခုကင်းမုံတွေမရှိတော့ဘူးဆိုတော့နောက်ဆယ်ရက်အတွင်းမှာသူတို့ကိုအနိုင်ယူနိုင်ခဲ့ပြီ။တကယ်တော့ရန်သူတွေပြောင်းရွှေ့နေတဲ့အချိန်ကတိုက်ဖို့ကောင်းတဲ့အချိန်ကောင်းပဲမဟုတ်ဘူးလား။အခုစခန်းတွေရွှေ့သွားပြီဆိုတော့ ရန်သူတွေကအခိုက်အမာနေရာယူထားပြီးပြီသူတို့ကိုနိုင်ယူဖို့ကပုံမခက်ခဲသွားဘူးလားခမည်းတော်ဒီတိုက်ပွဲကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတော့ကိုနားလေပေါ်မပေါ်ဘူးလူပိကအရေးချင်းရှိပြီးပြရိရဲ့ကြွေဝတဲ့သူပဲသူစတိုက်တဲ့အချိန်မှာသူ့ရဲ့နီးဟန်တွေကအကောင်းဆုံးဖြစ်ပြီးထိမ့်သိမ်းထားနိုင်ခဲ့တာကြောင့်သူ့ကိုထိတ်သက်ရင်မဆိုင်နိုင်သင့်ဘူးအခုသူ့ရဲ့တပ်သားတွေကပင်ပန်းနေပြီးသူ့ရဲ့အတွေးစိတ်ကူးတွေကလည်းကြီးနေမနေတော့ဘူး ဒါဟာကျုပ်တို့တိုက်ဖို့အချိန်ကောင်းပဲနောက်ဆုံးတွင် အကုံလုံးကသူတို့ခေါင်းဆောင်ပြိုးတီကိုလက်ခံကြသည်လူရွှင်သည်ရှူတက်တို့ကိုတိုက်ခတ်ရန်ပြင်ဆင်ပြီးမြည်သည့်အချိန်တွင်ရန်သူကိုအနိုင်ယူနိုင်ပြီဖြစ်ကြောင်းကိုဝူမင်းသားထံသတင်းပို့ခဲ့သည်မင်းသားမကျုပ်တို့ခေါင်းဆောင်ကောင်းရှားတွေ့သွားပြီကျုပ်စိတ်ပူစရာမလိုတော့ဘူးအကုံလုံးကသူ့ကိုအရေးချင်းမရှိဘူးလို့ပြောကြပေမဲ့အဲ့ဒီလိုမဟုတ်ဘူးဆိုတာကျုပ်သိတယ်သူကစာအုပ်ကြီးအတိုင်းကိုမလိုက်တဲ့သူဖြစ်တယ်ထို့နောက် အရင်တက်တို့ကိုအဆင့်အစ်ပြင်ထားစီသည်ပထမဧကရစ်သည်ရေးတက်ကိုပါဝူပီဤပိုင်နှင့်အတွင်းသို့ဝင်လာခဲ့ရန်အမိန့်ချခဲ့ရာဟွမ်ဆုံမှကန့်ကွက်ခဲ့သည်တင်းဘောကရေဆုံကိုလာဖို့ကလွယ်ပေမဲ့အပြတ်မှာဘလို့လုပ်မလဲကျွန်တော်အရင်ဆုံးသွားကြည့်ပြီးမှအရှင်မင်းကြီးကလိုက်လာခဲ့တင်ပါတယ်အဲ့ဒီလိုဆိုရင်တစုံတစ်ခုမားရွက်မှာကိုမစိုးရိမ်ရတော့ဘူးဘူတက်တွေကကြောက်ရွံ့နေကြပြီကျုပ်ကသူတို့ကိုတိုက်တာဘာများခက်ခဲမလို့ ကန့်ကွက်မှုတို့ကိုဧကရစ်တီလက်မခံခဲ့ပေတပ်မကြီးကိုနှစ်ခုခွဲလိုက်သည်တပ်မတစ်ခုကိုဟွမ်ချွန်အားဦးဆောင်စေခဲ့ပြီးရန်စင်မြင့်ဤမြောက်ဘက်တွင်ထားကဝီပီဤအခြေအနေကိုစောင့်ကြည့်ထားစေသည်ကြံတက်တို့ကိုဧကရစ်ကိုယ်တိုင်ကုတ်ခဲ့ပြီးရန်စင်မြင့်ဤတောင်ပိုင်းတွင်နေရာချသည်သူတို့သည်မြေကမ်းတလျှောက်တပ်စခန်းများကိုချထားနေသည်ထိုအကြောင်းကိုဝီပီတရှူတို့မှဝီဧကရစ်ထံတည်င်းပို့ခဲ့သည်ရှူတက်တွေက မိုင်းနေရအကွာအဝေးအတွင် တောင်ကုန်းတွေနားမှာ စခန်း40ထားရှိပြီးတက်ဆွဲထားကြတယ်။ဒါပြင်ရှူအေကရစ်ကဟွမ်ချုံကိုရန်စီမြင့်ရဲ့မြောက်ဘက်မှာထားပြီးသူ့ရဲ့ရေတက်တွေကနေ့တိုင်းမိုင်30လောက်ကိုကင်းနေနေတယ်။သူတို့တို့ဘာလုပ်နေလဲမသိဘူး။ထိုအကြောင်းကိုကြားသိတော့အခါဝေအေကရစ်သည်ရီမောနေခဲ့ပြီးလျူပေတော့ဆစ်ရှုံတော့မေး။အေကရစ်ကဘလို့သိရလဲ။ဘာလို့လဲဆိုတော့စစ်ကိုဘလို့တိုက်ရမေးဆိုတော့ကိုလျူပေက နားမလည်လို့ပဲ။ မိုင်းနေရအကွာမှာစခန်းတွေချပြီးရန်သူတွေကိုဘယ်လိုရင်ဆိုင်နိုင်မလဲစစ်ပြူဟာဆူယူတွေဟာမြေပြန့်စိန်တော်မတ်ဆောက်တဲ့နေရာတွေနဲ့ခလုတ်ကသင်းများတဲ့နေရာတွေမှာတပ်စခန်းမချတင်ဘူးလို့ဆိုကြတာပဲသူလူရွှင်ရဲ့လက်ချက်နဲ့စစ်ရှုံးရတော့မေဒီတဲ့ကိုနောက်ဆက်ရကြရင်ကြားရလိမ့်မယ်ထိုစကားကိုအမှုထမ်းတို့မှတန်တရာရှိကြသည်ပြီးနောက်ဟွမ်ဆုံဤတပ်ဖွဲ့တို့ကိုဂယုပြုရန်နဲ့ အခွင့်အရေးရပါကရှူပြီးကိုတိုက်ရန်တိုက်တွန်းကြသည်ဝေအီကရီမကျုပ်ကရှူပြီးကိုမတိုက်သေးဘူးဝူပြီးကအနိုင်ရသွားရင်တော့လူရှင်ကဝူတက်ကိုဥဆောင်ပြီးအနောက်ဖက်နေကိုချစ်တက်မှာပဲအဲ့ဒီအချိန်မှာကျုပ်ကစစ်ကိုပို့ခြင်းအောင်ဆောင်ပြီးဝူပြီးကို ခြေမုံးရမယ်အကုံလုံးကအရှူအသေးပြုကထောက်ခံခဲ့ကြသည်ထို့နောက်ဆောင်ရံကို တက်ဖွဲ့တို့နဲ့အတူရုရှိတို့သွားစီပြီး ၊ချောင်းရှုပ်ကိုတုံးခိုး၊ချောင်းစန်းကိုနန်ကျွင်းတွင်အသင့်အစင်သက်တက်ဆွဲထားစေသည်။ထိုတက်တို့ကိုပူပေါင်းပြီးဘူပီကိုတိုက်ခိုက်ရန်ပြင်ထားသည်။ထို့အပြင်ဝေဧကရစ်ကိုတိုင်းကလည်းအကူတက်နေအတူတောင်ပိုင်းသို့ချီတက်မည်ဖြစ်သည်။ချောင်းတူးသို့ရောက်သည်နှင့်မာလျောင်သည်အချိန်မလင့်စေဘဲကွင်းစင်းကြည့်ရှုနေသောဝန်ကြီးချုပ်ထံသို့သွားသည်။အခုတက်ဖွဲ့တွေကရန်စင်မြစ်တလျှောက်မိုင်နေရာရှည်လျားတဲ့နေရာအရိပ်ရရာတောင်ကုန်းတွေ တောအုပ်တွေထဲမှာတက်ဆွဲထားပါတယ်။ဣခရစ်ရဲ့အမိန့်နဲ့အတူဒီမြေပုံကိုယူလာပြီးဝန်ကြီးချုပ်ရဲ့အကြံကိုလာတောင်းတာပါ။ဇူကဲလျောက်တီသူဤနှစ်ပေးမှခုံကိုခောက်ကဘယ်သူကဒီဗျူဟာကိုအကြံပေးခဲ့တာလဲ။အဲ့ဒီလူကိုသေတံပေးတင်တယ်။ဒါကဣခရစ်ရဲ့အကြံပဲဖြစ်ပါတယ်။တခြားဘယ်သူမှမပါပါဘူး။ဇူကဲလျောက်တီဝန်းနေစွာဖြစ်ဟန်တိုင်းပြည်ရဲ့အသက်နဲ့ခွန်အားကိုတကယ်ကိုပြီးဆုံးသွားစေခဲ့ပြီပဲ။ စစ်ဗျူဟာရဲ့နီလန်းတွေမှာလုံးဝရှောင်လွှဲရမယ့်အရာတွေကိုအေကရစ်ကကျူးလွန်ခဲ့တယ်။စခန်းတွေကိုဒီလိုလုပ်ထားတော့အလွယ်တကူမလုပ်ရှားနိုင်တော့ဘူး။အကယ်၍ရန်သူသာမိကိုအုံပြုတ်ပြီးတိုက်ရင်တော့သွားပြီပဲ။ဒါအပြင်တလောက်မိုင်းနေရာရှေ့လျားတဲ့စခန်းတွေကိုဘယ်လိုကာကွယ်နိုင်မှာတော့။ဘေးဥပတိကြရောက်တော့မယ်။ဒါကိုလူရွှင်ကလည်းသိနေပြီ။အဲ့ဒါကြောင့်သူတို့ကထွက်ပြီးမတိုက်တာဖြစ်တယ်။ခမည်းအမြင်ဆုံးပြန်သွားပြီးအေကရစ်ကိုအဲ့ဒီလိုမလုပ်ဖို့ ချက်ချင်းပြောင်းလဲဖို့တော့ပြောပါဒါပေမဲ့ကျွန်တော်သွားတာနောက်ကျသွားပြီဘူတက်ကအနိုင်ရသွားရင်ဘယ်လိုလုပ်မလဲရန်သူတွေကနိုင်သွားရင်ခြောင်တူးကိုမချစ်တက်လာရေးဘူးဒါကြောင့်မြို့တော်ကမစိုးရိမ်စရာမရှိဘူးဘာကြောင့်လဲဝေပြီကသူတို့ကိုအနောက်မှာစောင့်နေတယ်အေခရစ်ကပိုက်တီချောင်းမှာဝင်ခိုရလိုက်မယ်ကျုပ်ငားပိုက်မူချောင်းနားမှာတက်တာတပေါင်းကိုတိတ်တဆိတ်ချထားပြီဟုတ်လား ကျွန်တော်အဲ့ဒီမူချောင်းသားကနေ၃၄ခါလောက်ဖြတ်လာတာဘာတတ်မှမတွေ့မိပါဘူးခမရတဲ့ကျွန်တော်ကိုလိန်ပြောပါမလားခမရမကြခင်တိရမှာပါမိကိုနေအများကြီးမမေးပါနဲ့ထို့နောက်မားလျောင်တီတက်စခန်းသို့ပြန်သွားပြီးဂျူကဲလျောင်တီလည်းစစ်ကူပို့ရန်အတွက်ပြင်ဆင်ခဲ့သည်ရှူတက်သားတို့သည်ပြင်းရီလာကြပြီးလုံလောက်သောကာကွယ်မှုတို့ကိုမလုပ်ဆောင်ကြတော့ပေထို့အချင်းရာကြောင့် လူရွှင်သည်တိုက်ရန်အချိန်ကျပြီဟုယူဆကသူ၏စစ်သူကြီးတို့ကိုရွက်ဖြင့်တဲသို့ခေါ်ပြီးအမိန့်ပေးများအမိန့်များပေးခဲ့သည်ကျုပ်တခင်ကြီးရဲ့အမိန့်ကြောင့်ဒီကိုလာပြီးကလေးကဘာမှ တိုက်ခိုက်မှုမရှိခဲ့ဘူးရန်သူရဲ့အချက်လက်တွေကိုပဲယူပြီးစောင့်နေခဲ့ရတယ်အခုတောင်ဖက်ကန္နာကစခန်းကိုသိမ်းချင်တယ်ဘယ်သူသွားမလဲထိုအခါဟောင်တန်းဂျိုးထိုင်းနဲ့လင်းထုံတို့တပြိုင်တည်းထွက်လာကြပြီးသွားလူကြောင့်ပြောသည်သို့သော တေနာပတိကလက်မခံခဲ့ကြည်ထို့နောက်အငယ်တန်းစစ်သူကြီးချွန်ဟီချောင်ကိုခေါ်ကခမားကတောင်ဖက်ကစတုထမြောက်စခန်းကိုတိုက်ရမယ်အဲ့ဒီစခန်းကောင်းဆောင်ကဖူထုံမယ်ခမားကိုအကူအနေနဲ့တတငါးတော့ပေးလိုက်မယ်ထို့နောက်ချွန်ဟီချောင်ဒီလေထွက်သွားသည်ပြီးနောက်ရွှေရှင်နဲ့တင်းဖုံးတို့ကိုခေါ်ပြီးခမည်းတော်ကတယောက်ကိုတတ်သား3000စီနဲ့တတ်စခန်းကနမိုင်အကွာမှာစောင့်နေပါ ချွန်ရီထောင်စစ်ရှုံးပြီးရန်သူတွေလိုက်လာရင်ကိုညီဖို့အတွက်ပေါ့ချွန်ရီထောင်သည်ရန်သူ၏တပ်စခန်းကိုသုံးချက်တည်းအချိန်ခန့်တွင်ရောက်ရှိခဲ့ပြီးဘုံတို့ကိုတိခတ်စေကာတိုက်ခိုက်လေသည်ဖူထုံသည်လမ်းကိုကင်ကာထွက်လာပြီးတစ်ဖက်ခေါင်းဆောင်ကိုတိုက်သည်ဖြင့်ဘူးစစ်သူကြီးမှထွက်ပြေးရသည်ထို့အပြင်နောက်ထပ်ဘုံတန်တို့ကိုကြားလိုက်ရပြီးကြောက်ရုံ၏စစ်တပ်မှလမ်းပိတ်ထားသည်ထို့အခါဆုံးယူသည်တခြားလမ်းမှထွက်ပြေးခဲ့ရပြီးတပ်သားများစွာဆုံးရှုံးခဲ့သည် တို့တော်လည်းမကြခင်တွင်မောင်မျိုးနွယ်စုခေါင်းဆောင်ရှမ်းမိုခဲနှင့်တွေ့လေသည်ချွန်ရီတောင်းသည်လည်းထိတ်တိုက်ရင်မဆိုင်မဲထွက်ပြေးလျာတက်တုံးတက်တူဤလိုက်လံတိုက်ခိုက်ခြင်းကိုခံရသည်တက်စခန်းနမိုင်ခန့်အကွာသို့ရောက်သောအခါအသင်ဆောင်နေသောရွှေရှံနှင့်တင်းဖုံးတို့ကထွက်လာပြီးရန်သူတက်ကိုဓာစီကချွန်ရီထောင်းကိုစခန်းသို့ပြန်ခေါ်လာခဲ့သည်မြဆိုင်နေသည်ကိုပဲမဖေရှားနိုင်သည်သောချွန်ရီထောင်းသည်လူရွှင်နှင့်တွေ့ကား ူဤဆုံးရှုံးမှုနဲ့ပတ်သက်ပြီးတောင်းပန်နေသည်။ဒါခမရအဖြစ်မဟုတ်ပါဘူး။ကျုပ်ကရန်သူတွေကိုစမ်းတက်ချင်လို့ဒီလိုလှောက်ခိုင်းတာပါ။ကျုပ်အစီစဉ်ကအစင်သစ်ဖြစ်ပြီးတင်းဖုန်းနဲ့ရွှေရှင်းမရန်သူတွေကအင်အားတောင့်တင်းပြီးအလွယ်တကူအနိုင်ယူနိုင်မှာမဟုတ်ဘူး။ကျွန်တော်တို့လည်းအဆုံးရှုံးတွေတအားများလိမ့်မယ်။ကျုပ်ကျန်ကဂျူကယ်လျံကိုလေစားလို့ရမှာမဟုတ်ဘူး။ဒိုသေးတာကသူမရှိဘူးဆိုတော့ကျုပ်ကအောင်မြင်မှုရနိုင်မယ်။ ထို့ကြောင့်အမှုထမ်းတို့ကိုခေါ်ပြီးအမိန့်ပေးခဲ့သည်။စုံယံကရေတက်ကိုဦးဆောင်ရမယ်။သူကအရှိတောင်လေးတိုက်တဲ့အခါမနဲ့ပြန်နေလဲမှာထွက်ရမယ်။ဒါအပြင်တင်းမောမာကဇူပင်ကောက်ရိုးတွေကိုတင်ဆောင်သွားပြီးတော့အမိန့်ပေးတဲ့အချိန်မှာတုံးရမယ်။ဟောင်တန်ကမြင့်ရဲ့မြောက်ဖက်ကိုတိုက်ခိုက်ပြီးဂျိုးထိုက်ကတော့တောင်ဖက်ကိုတိုက်ရမယ်။တပ်သားတယောက်စီကလက်နက်တွေအပြင်ကောက်ရိုးတွေကိုသေပြီးအဲ့ဒီထဲမှာဆာလာဖာနဲ့ရန်စိမ့်တွေအပြင် နီးခတ်ပါဖွက်ထားရမယ်။သူတို့တွေကခြိတက်ပြီးရှူတက်စခန်းနာရောက်ရင်တော့မီးရှို့ရမှာဖြစ်တယ်။ဒါပေမဲ့သူတို့တွေက စခန်းပေါင်း20ကိုပဲရှို့ပြီးကျန်းသားတွေကိုခြံထားရမယ်။ပြီးတော့ရန်သူကိုလိုက်လံတိုက်ခတ်ပြီးလူပိတ်ကိုလည်းဖမ်းနိုင်သည့်အထိတိုက်ရမယ်။ခေါင်းဆောင်တို့တည်းလည်းအမေရပြည်သည့်နောက်ထွက်သွားကြသည်။ပထမဧကရစ်သည်သူဤတက်စခန်းတွင်နေကဝူတို့ကိုချေမုံရန်ကြံစည်နေသည်။ထိုအချိန်တွင် လေတိုက်ခတ်ခြင်းမရှိတော့လေရုတ်တရက်တိုင်တိုင်ကလဲပြူကျသွားခဲ့သည်ထို့နောက်ခြံချင်းကိုမိသည်ဒါတော့ဒီညမှာဝတ်တက်တွေကလာပြီးတိုက်မယ်ဆိုတဲ့နမိတ်ပဲဖြစ်ပါတယ်မနေ့ကစစ်ရှုံးပြီးပြီဆိုတော့သူတို့တွေထပ်မလာတော့ပါဘူးဒါပေမဲ့မနေ့ကဟာကထောက်လန်းတာတက်တက်ဆိုရင်ကိုထိုးချိန်တွင်ဝတ်တက်တချို့သည်အရှိဖက်တောင်ကုန်းများတလျှောက်ချီတက်သွားသည်ဟုသောသတင်းကိုကြားရသည်ဧကရမ ဒီတပ်သားတွေကကျုပ်တို့ကိုအာယုံလွဲမအောင်လုပ်နေတာပဲစစ်သူကြီးတွေကိုမလွှတ်ရှားဖို့အမိန့်ပေးလိုက်ပါဒါပေမဲ့ကွမ်ရှင်းနဲ့ဇန်ပေါတို့ကိုလွှတ်ပြီးအချင်းတွေကိုစုံစမ်းကြည့်စီပါ နေဝီတရောအချင်းတွေပြန်လာပြီးတည်င်းပူသည်ညောက်ဖက်ကမ်းမှာမိတွေလောင်နေတာကိုလမ်းမြင်နေရတယ်ထို့အခါဧကရစ်သည်အလို့တကြီးဖြစ်ကွမ်ရှင်းကိုညောက်ဖက်စခန်းသို့ကူညီရန်သွားစေခဲ့သည်ဇန်ပေါကမူအချင်းတွေကိုကြည့်ရန်တောင်ဖက်သို့လွှတ်လိုက်သည်တစ်ချက်တီးခွဲခန့်တွင် အရှိဖက်မှလေတိုက်ကဧကရိဤဘဲဖက်တက်စခန်းတိရုတ်တရက်မီးစ၍ဆွဲလောင်သည်ထို့ကြောင့်ထိုတက်စခန်းကိုမီးငြိမ်းရပြုနေစဉ်ညာဖက်စခန်းပေါ်မီးလောင်ကျွမ်းသွားခဲ့သည်လေတို့ဤအကူဖြင့်မီးမှအပြင်းအထန်လောင်ကျွမ်းပြီးတစ်ပင်တို့ကိုပါကူးဆက်သွားသည် ထို့နောက်အရှုပ်အထွေးဖြစ်သွားပြီးထိုတက်စခန်းတို့မှတက်သားတို့သည် မီးဘေးမှလွတ်မြောက်ရန်ဧကရိဤတက်စခန်းသို့ပြေးလာကြသည်အချင်းချင်းတက်နေမိကြလျာလူပေါင်းများစွာတည်ဆုံခဲ့သည် ထို့ပြင်အနောက်ဖက်မှဟူတက်ကြီးသည်တပတ်ရန်သူတို့ကိုတတ်ဖြတ်လေသည်ဧကရစ်သည်မြင်းပေါ်တက်ကဖုန်ရှိဤစခန်းသို့သွားလျာထိုစခန်းသည်လည်းမီးဆွဲနေသည်ကို တွေ့လေသည် ဖုန်ရှိသည်မြင်းပေါ်သို့တက်ပြီးထွက်ပြေးလေသည်သို့သောဟူတက်ခေါင်းဆောင်ရွှေရှင်နှင့်ရင်ဆိုင်ရကဖုန်ရှိကနေရက်ခါရှန်သူနှင့်တိုက်ပြီးဧကရစ်သည်အနောက်ဖက်သို့သွားသည်သို့သောရွှေရှင်ကတိုက်လက်ဆရန်ကိုသူဆက်မတိုက်ပေဧကရစ်နောက်သို့သာဆက်လိုက်သည်ထိုချိန်တွင် အရှိဖက်မှတင်းဖုံးဤတံများရောက်လာရာဧကရစ်သည်ရန်သူကြားတဲ့သူရောက်သွားသဖြင့်ထိတ်နက်သွားသည်သို့သောထိုအချိန်တွင်တက်တသက်ထက်ရောက်လာပြီးဧကရစ်ကိုအန္တရာယ်ချမှကယ်တင်သွားခဲ့သည်ထိုတက်မှကျောင်းပေါက်ပူဆောင်သောနန်းဆောက်တက်ဖြစ်သည်ထို့သောတက်ဆောင်နေကြစဉ်ရှုစစ်သူကြီးဖူထုံဤတက်နေတွေ့ရာအတူတကသွားကြလေသည်ဝတ်တက်တို့သည်လည်းအနောက်ဘက်မှလိုက်လာလေသည်ထွက်ပြေးသောတက်သည်ဂုံနီးတောင်သို့ရောက်လာသည် စစ်သူကြီးနှုတ်ဖြစ်သောចောင်းပေါင်းနှင့်ဖူထုံတို့သည်ဧကရစ်ကိုတောင်ကုန်းပေါ်သို့တက်စီပြီးရှောင်တိန်စေခဲ့သည်လူရှရင်သည် တောင်ကုန်းကိုဝန်းရံထားရန်အမိန့်ပေးလိုက်သည်ចောင်းပေါင်းနှင့်ဖူထုံတို့သည်လမ်းကိုပိတ်ထားပြီးရန်သူတို့ကိုတောင်ပေါ်သို့တက်ခွင့်မပေးပေဧကရစ်သည်တောင်ကုန်းမှနေ၍မိတို့တဟုံဟုံတောက်လောင်နေသည်ကိုလမ်းမြင်ရပြီးရှူတက်သားတို့၏အလောင်းသည်မြစ်ပေါ်တွင် ပေါ်လိုပုံနေခဲ့သည်ကိုတွေ့ခဲ့သည် နောက်ရက်တွင်ဝူတက်က တောင်ကိုမီးရှို့ရာအီကရစ်၏အဆောင်တက်တို့သည်လည်းကျက်စုတ်ကဲ့သို့ထွက်ပြေးခဲ့ရပြီးအီကရစ်မှာစိုးရိမ်နေခဲ့သည်ထိုအချိန်တွင်စစ်သူကြီးတဦးသည်မြင်းတီတော်တထာစင်ခန့်နှင့်အတူတောင်ကုန်းပေါ်သို့တက်လာခဲ့သည်ထို့သူမှာဝမ်ရှင်းဖြစ်သည်ဝမ်ရှင်းသည်မြင်းပေါ်မှဆင်းပြေးအယူတည်ပြုကအရှင်မင်းကြီးနေရာတိုင်းမှာမီးတွေကလောင်းနေပြီဒီနေရာကမလုံခြုံတော့ဘူးဒါကြောင့်ပိုက်တိဆောင်ကိုတက်ဆုပ်ပြီးတော့မှတက်တွေကိုပြန်ပြီးစုစည်းတက်ပါတယ် ဘယ်သူကနေရစ်ခဲ့ပြီးရန်သူတွေကိုဟန့်တောင်းမလဲဖူထုံမကျွန်တော်အသက်ဆုံးပြီးအထိရန်သူတွေကိုတိုက်ပြီးအနောက်ဘက်ကိုကာကွယ်ပါမယ်ညနေဆောင်တွင်ကွမ်ရှင်းသည်အရှိမဦးဆောင်ပြီးဂျမ်းပေါက်ကဧကရစ်ကိုကာကွယ်လျက်ဖူထုံသည်နောက်ကျောကိုစောင့်ကြည့်ကာထွက်ခွာသွားကြသည်သူတို့ဤသခင်ကိုတောင်ကုန်းမှအဝေးသို့လုံခြုံစွာဆုတ်ခွာနိုင်စေခဲ့သည်ဝုတက်တို့သည်ရန်သူတို့ဤလှုပ်ရှားမှုကိုတတိပြုမိသောအခါဧကရစ်ကိုဖမ်းနိုင်လျင် ရရှိမည့်စုလက်ကြီးကိုမှတ်မောပြီးရန်သူနောက်ကိုအသေးအတန်လိုက်ခဲ့ကြသည်အေကူရတီတပ်သားတို့၏အဝတ်ကိုချက်ကမိရှို့စေပြီးရန်သူတက်ကိုအဟန့်အတားဖြစ်အောင်လုပ်စေခဲ့သည်စူယန်သည်မြစ်ထဲမှတက်လာပြီးဘုံတို့ကိုကျဲလောင်စွာ တိခတ်ပြီးနောက်ထွက်ပြေးသွားသောအေကရစ်ကိုတားဆီးရန်ပြုသည်အေကရစ်သည်လွတ်လပ်မရှိတော့ဘူးဟုထင်ခဲ့သည်ဒါနိဂုံပဲလားအေကရစ်၏တူတော်နှုတ်ဦးတို့သည် ရန်သူတို့ကိုထိုးပေါက်ပြီးထွက်ရန်ပြုတော်လဲမထိုးပေါက်နိုင်ခဲ့ပြီ။ဒံယာတို့နဲ့ပြန်ရောက်လာသည်။အာယုံတက်ချိန်နာသူရောက်သောအခါရှူတက်မှာအခြေအနေဆိုးရွားလာခဲ့သည်။ထိုးချိန်တွင်စူယန်ဤတက်ကိုထိုးပေါက်ပြီးကူညီရန်ရောက်လာသောကျောင်းမက်ဖွဲ့ကောင်းတီစစ်သူကြီးရောက်လာသည်။ဧကရတီအသက်ဘေးမှလွတ်မြောက်သွားခဲ့ပြန်သည်။လာရောက်ကဲတဲ့သူမှာကြောက်ရွံ့ဖြစ်ပြီးသူသည်ဂျန်ဂျူးတွင်ရှိနေခဲ့ကသူ့တခင်ဤတည်င်းကိုကြားရသောကြောင့်ရောက်လာခြင်းဖြစ်သည်။ ထိုတို့ရောက်လာချိန်တွင်မိတို့လောင်နေသောအရက်စီတို့လာခဲ့ပြီးအကရစ်အသက်ပေးနေကြုံနေရသောအချိန်တွင်ဝင်ရောက်ကဲတင်နိုင်ခဲ့သည်။ချောက်ရင်ထွက်လာသည့်ကိုကြားသည့်နှင့်လူရှင်သည်သူ၏တပ်သားတို့ကိုတတ်ဆုပ်စေခဲ့သည်။ချောက်ရင်သည်စူယန်နှင့်ရင်ဆိုင်ပြီးပထမအချက်တွင်ပင်စူယန်ကိုတတ်နိုင်ခဲ့လေသည်။သူနှင့်ဝူတက်ကြီးသည်လည်းဆုတ်ခွာသွားခဲ့သည်။အကရစ်သည်ဘေးကင်းစွာဖြင့်ပိုက်တီချောင်းသို့ရောက်သွားခဲ့သည်။သို့သောလမ်းခုလက်တွင် သူ၏လက်အောက်ငယ်သားတို့ဒုက္ခရောက်ကုန်လိမ့်မည်ဟုတွေးတောကမေးမြန်းနေသည်။ကြောက်ကတော့လုံးကြောက်ပါပြီ။ဒါပေမဲ့စစ်သူကြီးတွေနဲ့ရဲမက်တွေကရောရန်သူတွေကကျွန်တော်တို့နဲ့တအားနီးကပ်လာပါပြီ။ဒါကြောင့်ဘာမှမဆောင်တော့ဘဲဧကရက်ကမြို့ထဲမှာအရှင်သွားပြီးအနားယူတင်ပါတယ်။ကျွန်တော်တို့ကကဲနိုင်မဲ့ခေါင်းဆောင်တွေကိုတွားကြည့်ခဲ့ပါမယ်။ဧကရက်တိပိုက်တိချံသူရောက်ချိန်တွင်နောက်လိုက်နောက်ပါတို့မှအယောက်တရာခန့်သာကျွန်တော်တို့ ထိုအချိန်တွင်ကြံရစ်ခဲ့သောဖူထုံသည်အရက်ရှင်းမျက်နှာမှရန်သူတို့၏ဝန်းရံမှုကိုခံခဲ့ရသည်တင်းဖုံးကအော်ဟစ်နေခဲ့သည်ရှူတပ်သားတွေကအများကြီးတိတ်ဆုံးကုန်ပြီအဲ့ဒီထက်များတဲ့ပမာဏကလက်နဲ့ချသွားခဲ့ပြီးပြီခမည်းတခင်ကိုလည်းကျုပ်တို့ကဖမ်းလိုက်နိုင်ပြီဆိုတော့ခမည်းလည်းလက်နဲ့ချရင်အကောင်းဆုံးပဲခမည်းရဲ့တက်တွေနဲ့ကျုပ်တို့ကိုဘာမှမလုပ်နိုင်ဘူးဟမ်ပီရဲ့အမှုထမ်းကဝူလက်အောက်ခံလုပ်မယ်လို့ထင်သလား ထို့ကြောင့်ရဲရင်စွာဖြင့်ရန်သူတို့ကိုတိုက်ခိုက်ခဲ့လေသည်ထို့သော သူ၏သူရတက်သည့်နှင့်ခွန်အားတို့မှရန်သူတက်ကိုထိုးဖောက်ခြင်းကမတန်နိုင်ခဲ့ပေထို့ကြောင့်တိုက်ပွဲတွင်ကျသွားခဲ့လေသည်ဝန်ကြီးချောင်းကြီးသည်တိုက်ပွဲအခြေအနေကိုသိကမြစ်ကမ်းဖက်သို့သွားပြီးရေတပ်တို့ကိုကမ်းပေါ်တက်ခါတိုက်ရန်အမိန့်ပေးခဲ့သည်။သို့တော်လည်းထိုတက်သည်ပြိုကွဲသွားခဲ့သည်။ချောင်းကြီး၏စစ်သူကြီးတဦးမှ ဗုဒ္ဓတ်တွေအများကြီးရောက်လာပြီးကျွန်တော်တို့ထွက်ပြေးဖို့လမ်းရှာကြရအောင်။ကျုပ်တခင်နောက်ကိုလိုက်ခဲ့တဲ့အချိန်ကလေးကဘယ်တော့မှရန်သူကိုကြောမပေးခဲ့ဘူးဘူး။ဆောင်းကြည့်ဒီရန်သူတို့ဝိုင်းလာတဲ့ဖြစ်သူဤဓာတ်ကိုယူကကိုကိုကိုတတ်သိခဲ့လေသည်။ဘူပေါင်းနဲ့ဆောင်းလမ်းတို့သည်ရီလင်ကိုဝန်းရံခဲ့နေရမှဖုန်ရှိရောက်လာရောက်ရှိလာခဲ့ပြီးအေဂရီဤအချိန်ကိုပြောပြတဲ့ဖြစ်ကဲတင်ရန်ပြန်ဆုတ်ခေါ်သွားကြသည်။ထို့ကြောင့် လူရှင်ခံပန်းထားသည့်အတိုင်းပင်ဆွန်ခွန်မှလွမြောက်သွားခဲ့သည်ဆွန်ခွန်သည်ထွက်လာသည်နှင့်ဖုန်ရှိနှင့်ဇောင်းနံတို့ကိုလိုက်တိုက်လေသည်ရှူစစ်သူကြီးနှစ်ဦးတို့သည်ဝူတက်တို့၏တိုက်ခိုက်မှုကိုအရှိရောအနောက်မှပါခံရသောကြောင့်ဒေဆုံသွားခဲ့သည်ဝူပောင်သည်ရန်သူတို့၏တပ်မှထွက်ပြေးလွမြောက်ခဲ့သည်ဝူတက်မှအနောက်မှလိုက်ခဲ့တော်လေလမ်းတဝက်မှပင်ကြောက်ရွံ့နှင့်တွေ့သောကြောင့်လုံခြုံစွာဖြင့်ပိုက်တိချံသို့ရောက်ခဲ့လေသည်မောင်မျိုးနယ်စုပရင်ရှောင်းမှုခဲသည်လေ ထွက်ပြေးရာလမ်းတွေကျူးထိုက်နေတွေ့ကအသက်ခံခဲ့ရသည်ရှူစစ်သူကြီးနှစ်ဦးဖြစ်သောတူလူနှင့်လျူနင်းတို့ကလက်နက်ချခဲ့ပြီးရဲမက်တို့သည်လည်းလက်နက်ချခဲ့သည်ရှူတက်ရှိလက်နက်စားနပ်ရိက္ခာအလုံးတို့ကိုသိမ်းယူခြင်းခံခဲ့ရသည်ရှူပြည်ဤရှုံးနေမှုသည်တောင်ပိုင်းပြည်နယ်သို့ရောက်ရှိပြီးနောက်ဧကရစ်သည်တိုက်ပွဲတွင်သေဆုံးသွားသည်ဟုသောသတင်းများလည်းရောက်လာခဲ့သည်ထို့ကြောင့်ဆွန်းအမျိုးသမီးသည်ဝန်내ပြီးညစ်ထဲသို့သွားကား အနောက်ဘက်သို့ကြည့်ပြီးငိုခဲ့သည် ထို့နောက်မြစ်ထဲသို့ခုံချကာတက်သေးခဲ့သည် နောက်ပိုင်းတွင် ထိုကန်းဆန္နာ၌ចောင်းဆောင်တစ်ခုကိုတိဆောက်ခဲ့ပြီးရဲရင်သောမိမလာ၏ចောင်းဆောင်ဟုခေါ်တွင်စေခဲ့သည်လူရွှင်၏အောင်းနိုင်မှုသည် သူ့ကိုနမိကြီးစေခဲ့သည်ထို့ကြောင့်ရန်သူတို့ကိုတိုက်ခိုက်ရန်တပ်တို့ကိုဥဆောင်ပြီးအနောက်ဘက်သို့ခြေတက်ခဲ့သည်သို့သောခွေခံတပ်တို့ရောက်သောအခါမြင်းကိုရိုက်တက်လိုက်ပြီးအရှိဖက်တွင်ရှိနေသောတောင်ကုန်းမှသေခြင်းအငွေအသက်တို့ကိုခန်းစားရလေသည် ရှစ်မဆက်နေတော့အဲ့ဒီမှာကင်းမုံတွေရှိနိုင်တယ်ထို့ကြောင့်သုံးမိုင်အကွာတို့ဆုတ်ခွာပြီးကျေပြန့်သောကွင်းပြင်တွင်စခန်းချသည်ထို့နောက်ရန်သူတို့ရုတ်တရက်တိုက်လာခဲ့ရင်ခုခဏရန်ပြင်ဆင်ထားခဲ့စေသည်ကင်းထောက်တို့ကိုလွတ်ပြေးအခြေအနေကိုစုံစမ်းစေရာရန်သူတို့ကိုမတွေ့ချောင်းပြောသည်လူရှင်ကတနည်းရောက်ဝင်ကဂုံးမြစ်တစ်ခုပေါ်မှတက်ကြည့်သည်ထို့အငွေ့အသက်ကိုခံစားနေရသဖြင့်နောက်ထပ်လူလုကကြိတ်ခိုင်းပြန်သည်တော်တော်ခွေးတကောင်ကြောင်တမီမှမတွေ့ခဲ့ပြီ နေမင်းကြီးသည်အနောက်ဘက်သို့ချင်းကသွားကပြောက်ွယ်လူဖြစ်သွားသည်လူရွှင်သည်မကျေနပ်ပဲသူဤလူယုံကိုလွတ်ကထတ်ကြည့်စေသည်စစ်သားတွေတရားမှမတွေ့ဘူးဒါပေမဲ့မြေကမ်းနားမှာကြောက်တုံးကြီးတွေအခုတရားလောက်ရှိတယ်တင်နာပတိသည်တန်တရားရှိနေခဲ့ပြီးဒေသခံတို့ကိုခေါ်ကားမေးမြန်းခဲ့သည်ဒီကြောက်တုံးတွေကိုဘသူကထားထားခဲ့တာလဲဘာလို့ဒီလောက်ကြောက်စရာကောင်းရတာလဲကျွန်တော်တို့တေချာမသိပါဘူးဒီနေရာက ငါးပိုက်မူချောင်းလို့ခေါ်ပါတယ်။ဇူကေလျံကအနောက်ဖက်မြစ်ပြင်နယ်ကိုသွားတော့ကတပ်သားတွေအများကြီးကိုတဲထူတဲ့ရေမော်တွေပေါ်မှာကြောက်တုံးတွေကိုထားစေခဲ့တယ်။တခါတလေကြာရင်အဲ့ဒီကြောက်တုံးတွေကရေငွေ့တွေထွက်နေတာတော့တွေ့ရတယ်။လူရှင်သည်သူကိုယ်ရင်သွားချည်ရန်ဆုံးဖြတ်လိုက်ပြီးကိုရန်တို့အနေငယ်နဲ့တူသွားခဲ့လေသည်။ထိုကြောက်တုံးတို့ကိုကွန်ပါ၏ရှစ်မျက်နှာညွန်ပြတ်တဲ့ကဲ့သို့စီစဉ်ထားပြီးတကားများတကားခုံများတကားထုံများရှိသည် ဒါကလူကိုချက်လန့်ဖို့လှုပ်ထားတဲ့အရာပဲထင်နေဘလို့များအသုံးဝင်တယ်လဲမပြောတတ်ဘူးထို့နောက်ထိုထူးခြားသောအပြင်းစင်ကိုလေ့လာရန်အတွက်ကြောက်တုံများသားတို့ဝင်သွားသည်ပါလာသောသူများအနက်တဦးမှပြောသည်နေဝင်လာပြီဆိုတော့ကျွန်တော်တို့စခန်းကိုပြန်တက်ပြီလူရွှင်သည်ထွက်ပေါက်ကိုရှာသောအခါရုတ်တရက်မိုးတက်မုန်တိုင်းကျလာပြီးဖုံတို့လွင့်ပြန်လာကကောင်းကင်နှင့်မြေကြီးတို့ကိုလွှမ်းမိုးထားသည်ထို့အပြင်ကြောက်တုံတို့သည် တောင်များအတွင်တူကအလိုအလျောက်ရွှေ့လျားပြီးဓာတ်ကဲ့သို့မာမာမှတ်မှတ်ရှိနေသည် ဖုံနှင့်သဲမုံတို့သည် လိုင်းလုံးများပေါ်မှာတောင်ပူဇာများပေါ်မှာတစ်ခုကအရှိကျန်တစ်ခုကအနောက်တွင်ရှိနေကြသည်မြစ်ရေစုပွက်သောအတန်သည်တိုက်ပွဲမဆခင်တီးသောဘုံတန်ကဲ့သို့မြည်ဟီးနေသည်လူရွှင်သည်ကြောက်ရွံ့ကဒါချူကဲလျံရဲ့လက်ကွက်ပဲသူ့ထောင်ချောက်ထဲမိသွားပြီပြီးနောက်ထွက်ပြေးရန်ကြိုးစားခဲ့တော်လေ ထပ်ပေါက်ကိုရှာမတွေ့ပေ။သူနဲ့မိတို့လောက်ရမိကိုကြံစီနေခြင်းတွင်အဖိုးအိုတူပေါ်လာကစစ်သူကြီးကအပြန်ထွက်ခြင်းလို့လား။အဖိုးကကျွန်ုပ်ကိုလမ်းညွှန်ပေးနိုင်မဲဆိုရင်ကျေးဇူးတင်မိမှာပါ။အဖိုးအိုသည် တောင်ဝေး၏အကူအညီကိုယူကာရှောက်လန်းကိုလူရွှင်အားအပြင်သို့ပို့ပေးခဲ့သည်။အဖိုးအိုသည်လမ်းကုလက်တွင်လမ်းပြောက်ခြင်းမရှိသလိုရက်တန့်ခဲ့ခြင်းလည်းမရှိပေ။တောင်ကုန်းမြင့်ပေါ်သို့ပြန်ရောက်တော်သောအခါလူရွှေမှထုတ်ဖိုးအား မိသူဖြစ်သည်ကိုမြင်မြန်သည်ကျုပ်ကသူကလျံရဲ့ရောက်ခမောက်ပါဟွမ်ဆောင်ယန်လို့ခေါ်ပါတယ်ကျုပ်တမက်ကမင်းမြင်တဲ့အတိုင်းဒီကျောက်တုံးတွေကိုဒီလိုထားခဲ့တယ်သူပြောပုံအရကတော့ရှစ်တောင်ခင်းချင်းမှုဝင်ကဘာဖြစ်ပြီးတကားရှိခုရှိတယ်အဲ့ဒီတကားတွေရဲ့နာမည်တွေကအနာယူခြင်းတကားပေါ့ရှင်တန်ခြင်းတကားပေါ့ထိခိုက်တန်ရာရခြင်းတကားပေါ့အတားအဆီးတကားပေါ့မျောလင့်ခြင်းတကားပေါ့ သေခြင်းတကားပေါက်အံ့ဩခြင်းတကားပေါက်နဲ့အခွင့်အလားတကားပေါက်တို့ဖြစ်တယ်။သူတို့တွေကမရေမတွက်နိုင်တဲ့ပြောင်းလဲမှုတွေကိုလှုပ်ဆောင်နိုင်ပြီးစစ်တပ်အင်အားသသိန်းနဲ့ညီမျှတယ်။သူထွက်သွားတဲ့အချိန်တုန်းကဘူပြီးခေါင်းဆောင်ဒီထဲမှာ ပိတ်မိနေခဲ့ရင် မဖွင့်ပေးဖို့ကြုတ်ကိုမာထားခဲ့တယ်။စစ်သူကြီးကိုမြင်တော့ဒီအကြောင်းကိုမသိတာမို့ပိတ်မိနေလိမ့်မယ်ဆိုတာကိုသိနေခဲ့တယ်။ဒါပေမဲ့ကျုပ်ကစိတ်ကောင်းရှိတဲ့သူဆိုတော့ မင်းထွက်ပေါက်မရှိပဲပိတ်မိနေမှာကိုမကြည့်ရဘူး။ဒါကြောင့်ရှင်တန်ချင်းတကားပေါက်ကနေလမ်းပြပေးခဲ့တာဖြစ်တယ်။အဖိုးကဒါနဲ့ပတ်သက်ပြီးလိလာထားသလား။ပြောင်းလဲမှုတွေကမရေမတွက်နိုင်လို့အကုန်လုံးကိုတော့မလိလာနိုင်နိုင်ဘူး။လူရှင်သည်မြင်းပေါ်မှာဆင်းပြီးအဖိုးအုပ်ကိုအယူအသေးပြုကထွက်သွားခဲ့လေသည်။ပြီးနောက်သူ့ဤစခန်းစီသူကြည့်ကနဲ့နေစွာတွေးပြီးနောက်ကောက်ချက်ချသည်။ဒီဇူကေလျံကို ိတ်ပြုံနေတဲ့နဂါလို့ခေါ်ကြတာတကယ်မနဲ့ကျုပ်ကသူ့ပြန်ဖက်မဟုတ်ဘူးထို့နောက်တက်ပြန်ဆုံရင်အမိတ်ပေးလိုက်သဖြင့်အားလုံးကအံ့ဩသွားကြသည်စစ်သူကြီးတချို့စစ်အောင်နိုင်နေသဖြင့်စစ်ကိုစစ်တိုက်ရန်အကြံပေးကြသည်စစ်သူကြီးကရန်သူတွေကိုဖြိုခွင်းပေးပြီးလူပိကမြုံငယ်လေးမှပိတ်မိနေပြီဒီအချိန်ချမှရန်သူတွေကိုရှင်းလိုက်ရမယ့်အချိန်ပဲဒီကြောက်တုံးတွေကြောင့်တတ်မဆုပ်တင်ဘူးကျုပ်က ကျုပ်တုံးတွေကြောင့်တက်ဆုတ်တာမဟုတ်ဘူး။ချောက်ဖီကြောင့်တက်ဆုတ်တာဖြစ်တယ်။သူ့ရဲ့ကျန်ရည်ဖန်ရည်ကသူ့အဖေထက်မလျော့ဘူး။ကျုပ်သာရှူပြီးကိုချီတက်သွားရင်သူကဘူးကိုတိုက်မှာပဲ။ဒါဆိုဘလို့ပြန်နိုင်တော့မလဲ။သူနဲ့တောင်ပိုင်းပြည်နယ်သို့ပြန်ခဲ့ကြသည်။ဒုတိယရက်တွင်ကင်းထောက်တို့မှသတင်းပို့လာသည်။ဝေပြည်ရဲ့တပ်ဖွဲ့၃ဖွဲ့ကဝူပြည်နယ်ဆက်ကိုအနာကိုချစ်ကပ်လာနေတယ်။ရုရီမှာဆောင်းရံ တုံးခုံမှာချောင်းရှုံနဲ့နန်းကျင်းမှာကချောင်းချန်းတို့တက်ဆွဲထားကြတယ်။သူတို့ရည်ရွယ်ချက်ကဘာလဲဆိုတော့ကိုသိစားမသိဘူး။ကျုပ်ထင်တဲ့အတိုင်းပဲ။ဒါပေမဲ့သူတို့အတွက်အဆင်သင့်ဖြစ်နေပြီ။အဆုံးအထိနားဆင်ပေးခဲ့ကြတဲ့သူတို့တယောက်ချင်းစီကိုအထူးအထူးပဲကျေးဇူးတင်ရှိပါရရှင်။နောက်လာမယ့်အခန်းတွေမှာလည်းဆက်လက်ပြီးစောင့်မျှော်နားဆင်ပေးကြပါဦးရှင်။